လူတွေရဲ့ဇယိုက်တွေချောင်းမို့လို့လောကကြီးတစ်ခုလုံးဟာကတ်ဆိုင်တာပဲဖြစ်တယ်မြတ်စွာဘုရားထောက်ပြတဲ့အကြောင်းအရာနဲ့ပြောမယ်ဆိုရင်လောကမှာဥစည်းဥဆောင်ပြုလုပ်နေကြတယ်နိုင်ငံတကာမှာကိုယ်နိုင်ငံနဲ့ကိုယ်အတီးအီးခေါင်းဆောင်နေကြတယ်ခေါင်းဆောင်ပုဂ္ဂိုလ်တွေဆို အဲ့ဒီဘောင်ခေါင်းဆောင်ပုဂ္ဂိုလ်တွေကတရားဥပဒေနဲ့အညီမကျင့်သုံးမဲနဲ့အရမမတရားမှုတွေနဲ့တွားနေပြီဆိုလို့ရှိရင်သူ့ရဲ့ဝန်တန်းတွေကလည်းမတရားမှုတွေနဲ့တွားလာတယ်။ခေါင်းဆောင်ဟောတရားကင်းမဲ့လာတဲ့အခါကျတော့နောက်လိုက်တွေကလည်းတရားကင်းမဲ့လာအဲ့လို့ ဟုတ်ချုပ်တဲ့ပုံကိုယ်တွေကတရားကင်းမဲ့လာတဲ့အခါတိုင်းသူပြည်သားတွေကပါလိုက်ပြီးတော့တရားကင်းမဲ့တဲ့အနေထားမျိုးရောက်လာအဲ့လိုတရားကင်းမဲ့သွားတာဟာဒါသဘာဝကြီးတစ်ခုအနေနဲ့ပြောတာမြတ်စွာဘုရားဥပမာပေးဟောတဲ့နေရာမှာရှေ့ဆောင်နွားလာကောက်ကောက်သွားကနောက်နွားတက်တိုက်ကောက်ကောက်လိုက်ရှင်းတဲ့ဆောင်နွားလာ ဖြောင်းသွားမှနောက်သွားနောက်နွားတက်တက်ဖြောင်းလိုက်ရှေ့ရသွားတဲ့နောက်လိုက်ကြတာပဲလူလောကကြီးကရှေ့ရလှုပ်တဲ့သူကိုကြည့်ပြီးလှုပ်ကြတယ်လှုပ်ကြတဲ့အခါကျတော့လူတွေကတရားပြက်လာအဲ့ဒီတရားပြက်လာတဲ့တရားပြက်မှုကိုအကြောင်းပြုပြီးတော့မိုးလေဝသတွေကမမှန်မကန်ဖြစ်တယ်တဲ့